ျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်တို့ဝတ်ထားတဲ့ဝတ်စုံတွေကိုကျွန်တော်တို့ပံ့ပိုးပူညီပေးခဲ့တဲ့ဧဝရက်ရာဇာမိသားစုကိုလည်း stage ပေါ်ဖိတ်ခေါ်ခြင်းပါတယ်။သူတို့ကဒီပွဲမှာကျွန်တော်တို့ငញင်းဒီတာတွေကိုပြန်ပလဲထူထောင်ရေးအတွက်မတီငွေစက်သိန်းကိုလည်းလှူဒန်းထားပါတယ်။သူတို့ကိုလည်းကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်။မင်္ဂလာပါ။မင်္ဂလာပါ။နာမည်လေးတွေရင်းပေးဆက်ပေးပါအဲကျွန်တော်ကပြောရမယ်ဆိုရင်တော့ Area ရာစာရာစာပေါ့ဒါက Pinky ပေါ့ မြန်မာနိုင်ငံရှာရုတ်ခံလို့လည်းပြောလို့ရတယ်။မြန်မာနိုင်ငံရှာရုတ်ခံပါဆိုတော့ကျွန်တော်ဘလော့ဘဝကြတယ်။ဟုတ်တယ်လို့ပြောကြတယ်။ဘာဖြစ်လို့မဟုတ်ကျွန်တော်ရဲ့ TikTok အကောင့်မှာပေါ့ကျွန်တော်စသုံးတဲ့အချိန်လေးကပေါ့နော်။ရှာရုတ်ခံနေတူတယ်ရှာရုတ်ခံနေဆင်းတယ်အခုကရှာရုတ်ကျွန်တော်အများအဖြစ်ကငငယ်လေးကရှာရုတ်ခံလို့နေထိုင်သွားနေလို့ဖြစ်မှာပေါ့။သူ့ကိုကျွန်တော်စစ်လို့လားသူ့ကိုစစ်တယ်လို့ပြောတယ် ဲ့ဒါစိတ်ဝင်စားစရာပဲကျွန်တော် inspire ယူရတဲ့အရာတွေအများကြီးရှိတာပေါ့နော်သူကဘာလဲဆိုရင်ဟိုပေါ့အရန်ချမ်းသာတဲ့နေရာနေပြီးတော့မိသားစုကရုပ်ရှင်အတိုင်းဝိုင်းကနေမင်းသားဖြစ်သွားတာမဟုတ်သူက middle class ကနေပဲပေါ့နော်မင်းသားဖြစ်သွားတယ်အဲ့ဒီကနေပြီးတော့တကကဘာတခွင်တစ်ခုလုံးမှာပေါ့နော်ရှာရုပ်ကန်ဆိုမသိရလို့မရှိဘူးပေါ့နော် graphic ကိုမေးတယ် မင်းကြိုက်တဲ့မင်းသားဘူးလေရှာရုတ်ခံတယ်။ဦးပေါင်းပေါင်းမေးတယ်မင်းကြိုက်တဲ့မင်းသားဘူးသူလဲရှာရုတ်ခံဆိုတော့ဒီလိုဒိတ်ဒိတ်ချဲဆိုတော့ကျွန်တော်တို့လည်း expect you ရတော့ဘာလဲဖြစ်တာကားလဲရိုက်တော့မှာပေါ့။ကျွန်တော်ကပေါ့။တော်ညာတော့ပြုတ်သွားမှာ။အာဟုတ်တယ်။ကျွန်တော်ကျွန်ညာတွေတော့တရုတ်ဆောင်ထားတယ်။ဟုတ်။လိုက်တဲ့ဘိုက်ကနဲ့ကမ်းမ်းလိုက်တာရက်ဖြစ်မဲ့ကျွန်တော်ကတော့စဉ်းစားနေ gangster car တွေရရင်ကောင်းမှာ။ရုပ်ချောင်းတဲ့လူက gangster car ရရင်ရဲမိုက်မှာ။အဲ။ဟုတ်ကဲ့ဟုတ်ကဲ့ အစဉ်ဒီတက်တဲ့ဒီမှာသိစားရရှိုးပါမယ်။ဆယ်သိန်းဘလုံးမတည်ခံတာလို့စိတ်ကူးကလူရဲ့ကျန်တဲ့လူပြောပြ။ပြောမယ်ဆိုရင်ပြဒီ28ရက်နေ့မှာဖြစ်သွားတဲ့တနင်္ဂနွေလုံးပေါ့နော်။ဒီရောက်ပြည့်ဖြစ်သွားတဲ့အကြောင်းအရာတကယ်လူသားချင်းစာနာစီရပါ။ဒါကကျွန်တော်တို့ကျွန်တော်ပဲမဟုတ်ပေါ့နော်။ဟိုပေါ့တနိုင်ငံလုံးမှာရှိတဲ့လူတွေအားလုံးကရင်ထဲမှာထိခိုက်သွားတာပေါ့နာစီသွားခဲ့ရတာပေါ့ဘသူပဲကြည့်ကြည့်ပေါ့နော်ကိုရှာငွေလူလိုက်မယ်ဆိုကိုရှိတာကိုလူလိုက်တော့မယ်ဆိုတော့အချိန်မျိုးကြီးကြာရောက်သွားပြီပေါ့ ဆိုတော့ဒီအချိန်လိုမှာကျွန်တော်တို့ကဘာလို့မှရှိတော့တင်းထားရမယ်ဆိုတော့အချိန်မျိုးမဟုတ်ဘူးလို့ခံစားမှုရတယ်ဘယ်နေရာပဲရောက်ရောက်ဘယ်နေရာပဲကြုံကြုံပေါ့ကျွန်တော်သူတော့စေပွဲသွားတယ်အဲ့ဒီပွဲမှာဆိုလဲကျွန်တော်ရေပြီးတော့10သိန်းမတည်ဘူးဆိုတော့ကျွန်တော်ဒီနေ့ညမထွက်ရပွဲရောက်တယ်10သိန်းမတည်တယ်အဲ့လိုမျိုးပါပဲကျွန်တော်ပေါ့နော်နီးစက်ရာတွေကိုအဲ့လိုမျိုးလေးကျွန်တော်မတိငွေဖြစ်ဒါကကျွန်တော်ပြောလို့ပြောထားတော့မရှိဘူးအလူငွေနဲ့ပတ်သက်ရပေါ့နော်ကျွန်တော်တို့မှအဲ့လိုပြောထားတာမရှိပေမဲ့ကျွန်တော်ကတော့အဲ့လိုမျိုးကြုံရင်ကြုံပြီးလိုမျိုးပေါ့ ကိုယ်ပိုက်ဆိုင်တာဘာလို့လဲဒါကျွန်တော်လူသားတွေအားလုံးကတအောင်းနဲ့တယောက်ချစ်ခင်ရမယ်ကျင်နာရမယ်မေတ္တာတရားရှေ့တန်းထားရမယ်ပေါ့အဓိကမေတ္တာပါဟုတ်ဒီနေ့အလူအတွက်ဘယ်လိုလဲပီတိဖြစ်ရဖြစ်ရတာပေါ့နော်ဒီအလူနဲ့ပတ်သက်ပြီးပီတိက၃မျိုး၃စားရှိတယ်ဟုတ်မလူခင်ရလူနေရလူပြီးတော့ရပေါ့ဟုတ်ဆိုတော့ဒီ၃မျိုး၃စားအလုံးကိုကျွန်တော်ကပီတိဖြစ်ရပါမလူခင်မာတွေကစဉ်းစားလိုက်တာပေါ့နော်မိမရေတိုက်မြင်တဲ့အမြဲလူပဲဆိုရင်မိမရေငါတို့လူအောင်ဆိုပြီးအဲ့ဒီအချိန်မာတွေက ျော်ရွှင်ခဲ့ရတယ်ငါတို့လူမယ်ကွာကုသိုလ်ကယူရမှာပဲဆိုတော့လူနေတယ်လေပီတီဖြစ်ရတယ်ဟောပေါ့ကိုရင်လူနိုင်ခွင့်ရတယ်ပေါ့ပြီးတော့လူပြီးတော့လေရှင်းနှမှုအပြည့်ဝရရှိတယ်ထက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 ်ပြီးလေလူကျင်စိတ်ကိုရှိရတယ်အဲ့တော့သုံးမျိုးသုံးစားလုံးပီတီရရှိထားပါတယ်ဒီနေ့မှာဆိုရင်ကွက်တက်ဖက်ရှင်လေးတွေဘယ်လိုလေးစီမံပေးခဲ့တာလဲဒီနေ့ကကိုညိုဒီနေ့ညမထွက်ရဘူးညမထွက်ရကိုညိုရယ်ကိုညိုရယ်ကိုထွန်းထွန်းရယ်ပြီးတော့ဒရိုက်တာကိုစောကြီးရယ်ကိုစောကြီးရယ်ကိုစောကြီးရယ် ဒီပွဲနဲ့လက်ထက်ဘလိုလေးစိတ်ကူးပုံပေါ်ပေးရတာလဲကိုညိုနဲ့ကိုထွန်းထွန်းနဲ့ကိုဟွာနဲ့ကိုဘတ်တော်အဓိကတော့ညမထွက်ရဆိုတော့ तू အမောင်တို့ကိုအခြေခံတာဆိုတော့ဒီဟာကိုကျွန်တော်ကတော့ black ကိုအခြေခံပေးတာလေဒါပေမဲ့အခုရဲ့ black ကိုတော့အခုစီစဉ်ထားပေးပြီသား ဒါပေမဲ့အခုရဲ့ဖုန်းဟန်ဆက်ကာလာလေးကိုကျွန်တော်မြင်လိုက်တဲ့အချိန်မှာနတ်ပြကာပါလေးဖြစ်နေတာကာပါလေးဖြစ်နေတော့ကျွန်တော်ကအစ်င့်အခုတို့အတွက်ကိုပေါ့စီစဉ်ထားတဲ့အထည်ကြီးရှိတာပေါ့နော်အဲ့ဒီကလည်းအခုရဲ့ဒီနတ်ပြလေးလည်း try ကြည့်ပါအောင်ဆိုပြီးရှက်အမဲလေးဘောင်းမီအမဲလေးနဲ့အပေါ်ကနတ်ပြပြလေးပြန်ထပ်ပေးကိုညို့တော့စီစဉ်ပြီးဖြစ်ပြီးသွားတယ်ကိုထိုးချောင်းအမဲဝါဆက်လေးနဲ့ကျွန်တော်ကပ်ပါကတော့အမဲလေးပေါ့ဟုတ်ဒါမလေးဆိုရင်ချိုလေးနည်းနည်းကြည့်ရပြီဆိုတော့အဲ့ဒီကကို Facebook မှာလည်းပြောတာတယ်ကင်းပြစ်တယ်ဒါဒါလေးဘယ်လိုလဲ map နဲ့ပတ်သက်ပြီးတော့ ပြောပြမယ်အော်ကျွန်တော်ပြောပြချင်တာကတော့ဗောနော်အခုလာကျွန်တော်စင်ပေါ်မှာအရိယာလေးကိုပြောဖြစ်သွားတယ်ဗောနော်ကျွန်တော်တို့ဒါလေးကနည်းနည်းရှည်သွားနည်းနည်းလေးပြခတ်နေနားထောင်ပေးစေချင်တယ်ဆိုတော့ကျွန်တော်တို့ကစားခြင်းနဲ့အရာတစ်ခုရှိတယ်ဗျာပြောမယ်ဆိုဗျာချက်သားဟင်းနဲ့သမင်းကိုစားခြင်းဒါပေမဲ့ကျွန်တော်တို့ကချက်သားဟင်းနဲ့မစားဘူးလေတခြားဟင်းတွေနဲ့စားနေရတဲ့အချိန်မှာဘလောက်ပဲစားစားအာသာမပြည့်ဘူးဆိုတဲ့ခံစားမှုဗောနော်အရှိရုပ်ရှင်တွေကြည့်ရတယ်အကုန်ကောင်းပါတယ်အကုန်လုံးကသူ့နေရာနဲ့သူကောင်းပါတယ်ဗောနော်ဆိုတော့ကျွန်တော်လိုချင်တဲ့ဟင်းတစ်ခွက်က ဒီကားမှာသွားပြီးရရှိသွားတဲ့ပုံမှာပေါ့အခုကုနာတော်ပြောလိုက်တယ်အခု congratulation ပါအစထမကရောက်များစွာအောင်မြင်မဲ့ကားကြီးဆိုပြီးကျွန်တော်ကတော့ congrat လုပ်ခဲ့သေးပါဆိုတော့ဒီကားကပေါ့တကယ်ကျွန်တော်ကပြောမယ်ဆိုရင်ဒီအချိန်ဒီအခါကိုပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာတိတ်ကြောက်ဖို့ကောင်းတယ်ဒီလောက်ကြောက်ဖို့ကောင်းတဲ့လူမျိုးလူစားကိုရှိရလားပေါ့စာရွတ်တရွတ်နဲ့ဘောဘတ်တရွတ်ကင်လိုက်ယုံနဲ့ဒီဇလန်ထွက်လာမှာမဟုတ်ပေါ့နော်ဒီလိုဇလန်မျိုးကကျွန်တော်ကြည့်နေပဲပေါ့ဟာအကိုကြီးဒါရှိခဲ့ဘူးလား အခုလုံအောင်နော်ဒါကရှိနေတာဒါကဖြစ်ခဲ့ဘူးလားအခုဒီဇလန်းကဒီလောက်အထိကိုကျွန်တော်စိတ်ဝင်စားစရာဖြစ်သွားတဲ့ကားပေါ့ဒါကျွန်တော်ဆိုပြီးမဟုတ်ဘူးပေါ့ကြည့်တဲ့လူတိုင်းကိုကျွန်တော်ညွန်ပေးစေချင်တာတော့ဒီကားကိုရုပ်ရှင်ကားတစ်ခုအနေနဲ့ပဲမကြည့်ဘူးနဲ့ညမထွက်ရဆိုတော့ရုံမာမှုမြောင်များစွာကိုဟောထုတ်ပြထားတဲ့ကားလေးတစ်ခါအနေနဲ့ရောတနာညတာစရာမိသားစုတွေအနေနဲ့ရောလွယ်လွယ်တစ်ခုနဲ့မယုံကြည်ဖို့နဲ့လွယ်လွယ်တစ်ခုနဲ့အပေါင်းအသင်းမမတ်ဖို့နဲ့ င်ညာမြောင်များစွာပြထားတဲ့ကားပေါ့နောက်တစ်ခုကျွန်တော်အရင်ကြိုက်တာလူတွေကချမ်းသာဖို့အတွက်အနောက်လိုက်နေတယ်ပေါ့နော်ရုပ်ပါသွားကြရတယ်ဆိုတော့ကိစ္စလေးပါပေါ်ထူးသွားတဲ့အပေါ်မှာတော့အရင်အားရစရာကားတူပါအပေါ်လေဗယ်နက်စ်လေဗယ်ပေါ့အတူတူပြောမယ်ဆို ကျွန်တော် Erayer ဆိုင်အစီအစဉ်အစ်စ်ကကျွန်တော်ကအမှုပညာကိုညံ့နိုးလေတန်ဖိုးထားတယ်အမှုပညာအတိုင်းဝိုင်းနေမှာပေါ့ကျွန်တော်မြောင်များစွာခြေလန်းသွားဖို့ရှိတယ်ရုပ်ရှင်ကားကြီးတွေမှာလည်းကျွန်တော်ရဲ့ dress တွေ design တွေမြောင်များစွာကိုပုံဖော်သွားဖို့အစီအစဉ်လေးထားတဲ့အပြင်ပေါ့ကျွန်တော်ကနောက်ထပ်ပေါ့ဒီမှာနိုင်ငံရဲ့ brand တွေ brand တွေပေါ့ကျွန်တော်တို့ Erayer ဆိုင်နဲ့ Egrayer ဆိုင်ကထုံနိုင်လောက်နိုင်ငံတကာအစိတ်အပြီး brand တွေကိုချပြသွားဖို့အစီအစဉ်တော့မြောင်များစွာထားပါတယ်ဟုတ်ပြီးတော့ဗာလေးပြောကြည့် ဘာပြောချင်လဲဆိုတော့လာဆုံးအလဲဆုံးတွေပဲစူပေးရအေဝရရာဇာနဲ့အေဂရရာဇာအဓိကလေခုတော့ပြောသွားမယ်ဒါကကျွန်တော်ရဲ့အုတ်ထင်းသူဆရာမအေးသူ့ရဲ့တွန်တွင်ဆုံးမမှုနဲ့သွားရအောင်အော်အုတ်ထင်းကတော့ပြောလဲရအောင်ဟုတ်သူကဘယ်လိုလဲဆိုတာကျွန်တော်ပဲသူကဘယ်လိုအချိန်မှာပြောတာလဲဆိုတော့ညရောက်သွားပြီဆိုရင် သူ့ရဲ့ဓာတ်တုအပိုင်းဖြစ်သွားပြီလေမနဲ့အထိသူဆုံးမှာမှာတတ်တတ်တတ်ဒါလောက်တာလောညာလုံးကကျွန်တော်နားဝင်သွားပြီကွာနားဝင်သွားပြီဆိုတော့အဲကဲဟုတ်ပြီဒီလိုချိန်ကျွန်တော်ပြောချိန်ပဲအဲပြောအခုတော့ပြောနေတာတွေ့ရုံပဲအဲတွေ့ရုံပဲဆိုတာပါသေးအောင်ပါပြောမရအောင် နည်းနည်းလေးလွတ်ပေးလိုက်တာနဲ့အရန်ပြောတယ်နော်ဆိုတော့အကြည့်နဲ့နှာခေါက်ကြည့်ပြီးသွားတယ်။ဒါကြောင့်ကျွန်တော်ဖြေရှင်းရအောင်ပေါ့။သိတယ်သိတယ်သိတယ်။သိတော့သိလိုက်တယ်။အရန်လေးဆွပြောနေတယ်။နှာခေါက်ဆိုရလဲသူသိလိုက်တယ်ပေါ့။ငါတားလိုက်ငါပြောတာကြားရပြောတာညားနေပြီဆိုတော့လှုပ်ပြီးသွားတယ်။ညားတော့ဖြေရှင်းရအောင်ပေါ့။ကျေးဇူးပါကျေးဇူးတင်ပါတယ်ဒါစုတွေအတွက်အလူအဝေး70ချက်ကိုကျွန်တော်တက်လက်စားလဲလူတန်းသွားပါတယ်ခင်ဗျာဒီမရရတော့လည်းကျေးဇူးတိုင်းနေတင်ပါတယ်ဒီ show တွေမှာ premier show တွေမှာလက်ဆောင်ပေးတဲ့ဒီဝိုင်းရာစာပဲဖြစ်ပါတယ်ဟုတ်